မင်္ဂလာပါရှင်ခိတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မိတ်တီလာမှာရုရှားတွေကစစ်အုပ်စုကိုလေရင်နဲ့ဒရုန်းသင်တန်းပေးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မန္တလေးတိုင်းမိတီလာမြို့မှာရုရှားလူမျိုးအယောက်20ကဦးဆောင်ပြီးစစ်အုပ်စုကိုလေရင်အမောင်းတင်နဲ့ဒရုန်းတိုက်ခိုက်မှုသင်တန်းပေးနေတယ်လို့စစ်အုပ်စုအတိုင်းဝိုင်းနဲ့နှိစက်သူသတင်းရင်းမြစ်တွေကသတင်းဌာနကိုပြောပါရယ်ရုရှားတွေဟာမိတီလာမြို့ကဟိုတယ်တစ်ခုမှာတဲခိုကမင်းအောင်လိုက်သစ္စာခံလက်နက်ကင်တွေကိုသင်တန်းပေးနေတာလို့ဆိုပါရယ်အဲ့ဒီလေရင်အမောင်းတင်နဲ့ဒရုန်းတိုက်ခိုက်မှုသင်တန်းပေးနေတာလနဲ့ချီကြပြီးဖြစ်ကမကြခင်သင်တန်းပြီးဆုံးတော့မယ်လို့ယူဆရပြီးစစ်အုပ်စုရဲ့ပြည်သူအပေါ်လေးချောင်းပုံးကျက်တက်ဖြတ်မှုတွေဖုံမှုဆိုးရွားလာနေ င်ကြောင်းလဲသတင်းရင်းမြစ်တွေကပြောပါတယ်။လေးချောင်းတိုက်ခိုက်မှုပိုဆိုးနိုင်တယ်ဆိုတော့သိကြတယ်။ဒီထက်ပိုဆိုးမှာပဲသူတို့ကနှစ်ခုတည်းကရှုံမဲမဲနေတာဆိုတော့လေဒီသင်တန်းပေးတယ်ဆိုတာကလည်းဒီထက်ဆိုးရတဲ့အခြေအနေတွေကြုံအောင်လုပ်မှာပဲလေ။အဲ့ဒီအတွက်သူတို့ကနိုင်ငံခြားပညာရှင်ခေါ်ပြီးသင်တယ်ဆိုတာဒီထက်ပိုပြီးဖြည့်ဆည်းနိုင်အောင်လို့ပေါ့။အတ္တိကကတော့သင်တန်းပေးနေတယ်ဆိုတာလဲတက်သေးကဖရဲသည့်တယောက်ကအတီးပြူပေးတာဟုတ်တယ်ရုရှားတွေရောက်နေတယ်သင်တန်းတွေပေးနေတယ်ဆိုတာဟုတ်တယ်ဆိုတဲ့အကြောင်းကို ကျွန်တော်တငယ်ချင်းဖရဲတီတယောက်ကအတီးပြူပေးတယ်လို့စီရီယန်လေတဲ့အရာရှိငယ်တအုပ်ကသတင်းဌာနကိုပြောပါတယ်။တင်နန်းနဲ့ပတ်သက်တဲ့အသေးစိတ်ကိုသတင်းဌာနအနေနဲ့စုံစမ်းနေစေဖြစ်ပါတယ်။စစ်အုပ်စုဟာယခုရက်ပိုင်းမှာမိတီလာရှန်တဲလေတဲ့ဒရာဦးနဲ့နေပြီးတော့အေလာလေတဲ့စခန်းတွေကနေဂျက်ဖိုက်တာတိုက်လေရင် Y တွေ Y8 လေရင်တွေပြန်တက်မှုအင်မတန်များပြားနေတယ်လို့လေးချောင်းတိုက်ခိုက်မှုမရှိဘဲပြန်ဝဲနေတာတွေရှိတဲ့အတွက်လေးတင်ရေးစင်းတာဖြစ်နိုင်တယ်လို့ CDM လေတဲ့အရာရှိငယ်ကဆိုပါတယ်။သူတို့ကတင်နန်းတစ်ခုပေးရင်လည်းတင်နန်းပြီး ရင်သူတို့ကသင်တန်းတစ်ခုပေးရင်လေသင်တန်းပြီးရင်သူတို့ကပြစ်ခတ်စင်ပါရတယ်ရိုးရိုးအမောင်းတင်ဆိုရင်တော့လေရင်မောင်းတင်တန်းပြီးပြီဆိုတာနဲ့ပြစ်ခတ်စင်ကပါရပါတယ်နောက်ပြီးတော့ဖြတ်ကျော်ပြန်တန်းနေပေါ့အဲ့လိုခေါ်တာပေါ့နေကျော်ပြန်တန်းတော့သူကခရီးစဉ်တွေတည်အောင်အောက်မြေပြင်ရဲ့အနေအထားတွေကိုတည်အောင်လေ့ကျင့်ပြစ်ခတ်စင်တွေဘာတွေပါတဲ့အတွက်အဲ့ဒီအတွက်ကြိုပြီးတော့မပြစ်ခတ်သေးပဲနဲ့ပေါ့တင်တန်းအနေနဲ့သွားတာရှိတယ်သွားပြီးတော့အဲ့ဒီနေရာတွေဒီနေရာတွေ အောက်ကနေမျိုးတွေကိုကျွမ်းကျင်အောင် ပြတာလည်းရှိတယ်။အဲ့လိုသင်ရတာပြစ်ခတ်စင်ပါလာရင် တချို့မတိကြဘူးဆိုတဲ့ဟာတွေကလည်းသင်တန်းသားတွေလာပြီးတော့ပြစ်ခတ်လို့မတိကြတာတွေလည်းဖြစ်နိုင်တယ်လို့ CRM လေးတဲ့အရာရှိငယ်ကထပ်လောင်းပြောပါတယ်။စစ်အုပ်စုဟာနေမျိုးဒေသတွေလက်လွတ်ဆုံးရှုံးရတာပုံမှုများပြားလာတာနဲ့အများလေးချောင်းပုံကျဲမှုတွေပုံမှုပြင်းထန်လာမှဖြစ်တာကြောင့်တော်လန်ရေးရေးပေါ်တွင်ပြည်သူတွေအနေနဲ့ပုံမှုသတိထားသင့်တယ်လို့သူကဆိုပါတယ်။စစ်အုပ်စုဟာပြီးခဲ့တဲ့2024ခုနှစ်အတွင်းနိုင်ငံတော်ဝန်တစ်နှစ်ကို 6ကြိမ်နဲ့9ကြိမ်ကြားတာ၄ချောင်းပုံကျဲခဲ့ရကယခု2025ခုနှစ်မှာတနေ့ကို10ကြိမ်နဲ့10ကြိမ်ကြား၄ချောင်းပုံကျဲတက်ပြတ်နေတာလို့သုတေသနအဖွဲ့ကဆိုပါတယ်။စစ်အုပ်စုကစာတင်ချောင်းနဲ့စေယုံစည်းကနဲ့အယက်သားပြည်သူနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားပုံကျဲတက်ပြတ်နေလို့ဒေါ်လာရေးစိုးမှုနယ်မြေကကျောင်းတွေဖွင့်လက်စာတင်ချားနိုင်မှုမရှိဘဲယာယီပိတ်ထားရပါတယ်။ ပြီးခဲ့တဲ့မေလအတွင်းစစ်အုပ်စုကနိုင်ငံတော်ဝန်လေးချောင်းဘုံကျဲတပ်ဖြတ်မှု344ကြိမ်ကျူးလွန်ခဲ့ရာဘုံထိမှန်လူအသက်18နှစ်အောက်ကလေးလူငယ်40ကျော်အပါအဝင်လူနီယာကျော်တေဆုံးက400ကျော်တန်ရာရပြီးစာတင်ကျောင်း18ကျောင်းဈေးရုံ၄ကန်6ခုဖျားစေဒီတာတနီကအဆောက်အအုံ12လုံးနဲ့နေအိမ်341လုံးထိခိုက်ပျက်စီးတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာန MOHR က ်ထုတ်ပြန်ထားပါတယ်။ဆက်လက်ပြီးကုလသမဂ္ဂနဲ့အာဆီယံကစစ်တပ်၏အကြမ်းဖက်မှုများရပ်ရန်ထက်ခါတလဲလဲတောင်းဆိုသည့်ကြောင့်မြန်မာနိုင်ငံအခြေအနေပိုမိုဆိုးရွားလာပြီးပြည်သူ၏ဒုက္ခဆင်းရဲမှုအဆိုးရွားဆုံးဖြစ်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကုလသမဂ္ဂနဲ့အာဆီယံတို့ကစစ်တပ်၏အကြမ်းဖက်မှုများရပ်တန့်ရန်ထက်ခါတလဲလဲတောင်းဆိုခဲ့တော့လေမြန်မာနိုင်ငံအခြေအနေမှာပုံမှုဆုတ်ယုတ်လာပြီ ပြည်သူ၏ဒုက္ခဆင်းရဲမှာအဆိုးရွားဆုံးဖြစ်လာနေကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကပြောဆိုပါရယ်ဇွန်လ10ရက်နေ့နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်သည့်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်မှာအထွေထွေညီလာခံမျက်နှာစုံကြီးအလို့တဘောအစီအဝေးတွင်၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါရယ်မြန်မာနိုင်ငံတွင်နိုင်ငံရေးလုံခြုံရေးစီးပွားရေးလူသားစာနာမှုနှင့်လူအခွင့်အရေးအခြေအနေများသည့်ဆိုးရွားဆဲဖြစ်ပြီးပို၍ပင်ဆုပ်ယူလာခဲ့ကြသော ပြီးခဲ့သော၄နှစ်ကျော်ကာလအတွင်း၌မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်ကြွေကွဲဝယ်အခြေအနေမှာပုံမဆိုးရလာသဖြင့်တိုင်းပြည်၏ဖွံ့ဖြိုးတိုးတက်မှုကိုလည်းတိတိတသားထိပါစေပြီးအယက်သားပြည်သူများကြုံတွေ့ခံစားရသည့်ဆင်းရဲဒုက္ခကအဆိုးရွားဆုံးဖြစ်ကြောင်းဦးကျော်မိုးထွန်းကဆိုပါရယ်စစ်တပ်ကအယက်သားပြည်သူအပေါ်ကျူးလွန်နေသည့်လေကြောင်းတိုက်ခိုက်မှုများနှင့်ဘုံကျဲခြင်းများကိုအပီးတိုင်ရက်တန့်ရီကလည်းအထူးအရေးပါကြောင်း ကုလသမဂ္ဂနှင့်အာဆီယံတို့အနေဖြင့်အကြံဖတ်မှုများရပ်တန့်ရန်ချက်ခါတလဲလဲတောင်းဆိုခဲ့ပြီးဖြစ်ကြောင်းတို့ဖြစ်ရအဖွဲ့ဝင်နိုင်ငံများမှရာဇဝတ်မှုကျူးလွန်နေသည့်စစ်ကောင်စီတပ်တို့လက်နက်ခဲယမ်းလေယာဉ်စီနှင့်မွေကြေးအထောက်ပံ့များပေးအပ်နေခြင်းကိုချက်ချင်းရပ်တန့်ရန်တိုက်တွန်းကြောင်းစေအုပ်စုထံသို့ဓာတ်ရိုက်ဖြစ်စေ၊သွေးဝါးရည်ဖြစ်စေပုံစံအမျိုးမျိုးဖြင့်ပေးအပ်နေသည့်အကူအညီများကစစ်တပ်အားမြန်မာနိုင်ငံရှိအရက်သားပြည်သူများအား ချက်မှန်တက်ဖြတ်ရန်ခွင့်ပြုပေးရရောက်ဒီမှာရှင်းလင်းမြင်သာကြောင်း၎င်းကကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတန်သူပြောဆိုပါရယ် မြန်မာပြည်သူများအနေဖြင့်အကြမ်းဖက်စစ်တပ်၏တပ်ဖြတ်ခြင်းမတရားဖမ်းဆီးချုပ်နှောင်ခြင်းအတင်းအကျပ်တပ်သားစုဆောင်ခြင်းလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအတင်းအကျပ်ပျောက်ကွယ်စေမှုတရားလက်လွတ်စီရင်ခြင်းနှင့်လေကြောင်းဖုံးကျဲတိုက်ခိုက်မှုစသဖြင့်လက်မခံနိုင်အောင်ဆိုးရွားသည့်ရက်ဆက်ကြမ်းကြုတ်မှုများကြောင့်နေစဉ်နှင့်အမျှအကြောက်တရားအောက်တွင်နေထိုင်ရာကြောင့်မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်အကျပ်တဲကိုအလင်းအမြန်ထိရောက်စွာဖြေရှင်းခြင်းအပြင်မြန်မာပြည်သူများ၏အသက်အိုးအိမ်နှင့်အနာဂတ်တို့ကိုခေတ္တရဲ့လိုအပ်ကြောင်းတမ်းမတ်ကြီးကနိုင်ငံတကာသို့ရှင်းပြပါသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများအရေးပေါ်လိုအပ်လျက်ရှိသူများထံလူသားစာနာအကူအညီများတိရောက်စွာပို့ဆောင်ရေးကပင်မလိုအပ်ချက်ဖြစ်စစ်တမ်းမှာအရက်သားပြည်သူများအပေါ်ကျူးလွန်နေသည့်လေကြောင်းတိုက်ခိုက်မှုများနှင့်ဘုံကျဲချင်းတို့ကိုအပီးတိုင်ရက်တန်ရေးကလည်းအထူးအရေးပါကြောင်းစစ်အုပ်စု၏အထူးအယောင်ရွေးကောက်ပွဲအားညင်းပယ်ကန့်ကွက်ခြင်းကအတိကကြကြောင်း၎င်းကပြောဆိုခဲ့ပါသည် ကုလသမဂ္ဂအနေဖြင့်အယက်သားပြည်သူများအားအကာအကွယ်ပေးရန်နှင့်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအားထိန်းသိမ်းရန်ထောင်ဝင်ယူသောအခမ်းအကဏ္ဍမှပါဝင်ရန်လိုကြောင်းထီရောက်မှုရှိပြီးပြည်သူလိုအပ်ချက်ကိုဗဟုပြုသောဒေသတွင်းအဖွဲ့အစည်းများနှင့်အိမ်နီးချင်းနိုင်ငံများ၏အခမ်းအကဏ္ဍကလည်းအရေးပါကြောင်းမြန်မာနိုင်ငံ၏အနာဂတ်နှင့်သက်ဆိုင်သည့်မြည်သူသောအားလုံးပါဝင်သည့်တွေ့ဆုံဆွေးနွေးမှုမဆို ပြည်သူများ၏ဆန္ဒနှင့်အကျိုးစီးပွားနှင့်ကန့်ညီရန်လိုအပ်ကြောင်းတမ်မတ်ကြီးကထောက်ပြပြောဆိုပါရယ်ဆက်လက်ပြီးပခုတ်ကူမျိုးနှင့်အနောက်မကြီးကံပြူစောတီးရွာစစ်စခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးနှင့်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်ပခုတ်ကူမျိုးနှင့်အနောက်မကြီးကံပြူစောတီးရွာစစ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၅ဦးသေဆုံးခဲ့ကြောင်းအညာမြေတပ်ပေါင်းစုအဖွဲ့မှထောက်ဝင်ရှိသူတို့ကတရင်ဌာနသို့ပြောကြားပါရယ်ဇွန်လ10ရက်နေ့နနက်9:00နာရီခန့်မှနနက်9:00နာရီအချိန်အထိပခုတ်ကူမျိုးနှင့်အနောက်မကြီးကံပြူစောတီးချေးရွာစစ်စခန်းသို့ အညာမြေတပ်ပေါင်းစုနဲ့အေယာတောင်တပ်ဖွဲ့တို့ဦးဆောင်သောထော်လန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းတိုက်ပွဲဖြစ်ပွားချိန်တနာ30မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစစ်တပ်ဘက်က၃လုံးကိုတင်ပိုက်ရရှိခဲ့ကြောင်းထော်လန်ရေးအဖွဲ့များကပြူစောတိရွာစစ်စခန်းကိုအပီးတိုင်တင်ပိုက်အန်ဆက်ဆဲတွင်ဘဲကြီးပြူရွာနှင့်ပခုတ်ကူတပ်မှတရတစ်တို့မှစစ်ကူများရောက်ရှိလာသည့်ဖြင့်ထော်လန်ရေးအင်အားစုများပြန်လည်ဆုတ်ခွာခဲ့ကြကြောင်းသိရပါသည်အဆိုပါတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်ကောင်စီတပ်မှစစ်သားများ၅ဦးသေဆုံးခဲ့ကာ၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လိုင်းရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဲ့ဒီရွာမှာစစ်ခွေးအင်အားနဲ့ပြူအင်အားတရာကျော်ရှိပါတယ်။အခုကသူတို့အင်အားနဲ့ချိန်ဝင်တိုက်တာပါ။ ပုံမှန်ဆိုအင်အားများတယ်အခုအင်အားနေနေတာကပေါက်စစ်ကြောင်းကိုသူတို့အကုန်ပါသွားကြတယ်အဲ့ဒီအချိန်မှာဝင်လုံးတာပါစစ်ခွေးအရှင်ကမဖမ်းမိပါဘူးတေတာကငါးကောင်ပဲကျွန်တော်တို့အညာမြေတက်ပေါင်းစုအနေနဲ့ကျွန်တော်တို့ဒေတာတွေမှာပြူစက်ခန်းစစ်ခွေးစတာတွေကင်းစင်အောင်အတိတ်က UDP တော်လှန်နေပါတယ်ကျွန်တော်တို့နဲ့အတူတူပူးပေါင်းဆောင်ရွက်ကြတဲ့ပြည်သူတွေအလုံးကိုလည်းကျေးဇူးတင်ပါတယ်ဟုအညာမြေတက်ပေါင်းစုအဖွဲ့တာဝန်ရှိသူကပြောဆိုပါတယ်စစ်စင်ရေးတွင်အညာမြေတက်ပေါင်းစုနဲ့အတူ AR Down တပ်ဖွဲ့ နေစီမချ PKU P PDF ကိုရေကန်းနဲ့ဗလာညီနောင်ခေါင်းဆောင်လူငယ်ပျောက် जा တပ်ဖွဲ့ YGF တပ်ဖွဲ့ဝင်းပလီပျောက် जा တပ်ဖွဲ့ဂေါ်တော်မြိုင် မုံတိုင်းပျောက် जा တပ်ဖွဲ့ DYD ပျောက် जा တပ်ဖွဲ့21ဘကန် BLY ပောက်ပါကာဖာသခင်ဖိုးလာကြီးမကွေးခရိုင်ပါကာဖာတက်ခွဲချောင်း Burmese Revolution Ranger PLO ပျောက်ကြားတပ်ဖွဲ့တို့ကပူးပေါင်းပါဝင်ခဲ့ကြကြောင်းသိရပါတယ်။ဆက်လက်ပြီးတအောင်တန် TNL မှတင်နန်းသား820ကျော်စစ်တင်နန်းစင်ပွဲအခမ်းအနားပြုလုပ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL အပတ်စဉ်69စစ်ရေးတင်နန်းစင်ပွဲအခမ်းအနားတရက်ကိုတအောင်ပြည်တနီယာတွင်ဇွန်6ရက်နေ့ကပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ အဆိုပါအပတ်စဉ်69စစ်ရေးတင်နန်းစင်ပွဲတွင်အပတ်စဉ်ကနဲ့ခခွဲကဖွင့်လှစ်ခဲ့ပြီးတင်နန်းကာလအတွင်းတိုက်ခိုက်ရေးကျွမ်းကျင်မှုအဆင်ရှိစေရန်အဓိကတင် जा ပေးခဲ့ကြောင်းသိရပါတယ်။တင်နန်းကာလ3လကျော်ကြာတင် जा ပေးခဲ့ပြီးထိုတင်နန်းတွင်အမျိုးသား658ဦးနဲ့အမျိုးသမီး165ဦးအပါအဝင်စုစုပေါင်း822ဦးတို့ရှိကြောင်းတအောင်တန် TNLA ယနေ့ထုတ်ပြန်ချက်တွင်ဖော်ပြပါတယ်။ အဆိုပါတင်နန်းစင်ပွဲကို စစ်ဦးစီးချုပ်ဘိုးချုပ်တောင်းဟောလ်ပေါမှာတက်ရောက်အမှာစကားပြောကြားခဲ့ပြီးတအောင်းပြည်ကိုကာကွယ်သွားကြဖို့အလုတ်တာဝန်ကိုပခုံးလွှဲပြောင်းထမ်းဆောင်နိုင်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။တအောင်တမတော် TNLA စီရေးတင်တဲ့အတွင်းတနက်ပြထူးကျွန်စုတနက်တက်စင်ဖြုတ်ထူးကျွန်စုနဲ့အထူးတိုက်ခိုက်ရေးထူးကျွန်စုရရှိသူများကိုလည်းစုချင်းမြင့်ပေးအပ်ခဲ့ကြောင်းသိရပါတယ်။တင်နန်းစင်ပွဲကိုဘိုးချုပ်တာဟောလ်ပေါင်း ဘုံမူကျုပ်တာနော်ရှင်ဒုဘုံမူကြီးတာအတီဘုံမူရောထွေဘုံမူတာအကဲနဲ့တင်နန်းသူတင်နန်းသားများအပြင်ယမိယက်ဖာများအပါအဝင်စုစုပေါင်းလူဦးရေ900ကျော်တက်ရောက်ခဲ့ကြောင်းသိရပါတယ်